ပြုံပြုံလေးပဲနေလိုက်ပါဥဒ္ဒါရီပြောလိုက်ရင်လဲပုံနေတာကိုဆိုပြီးပြုံပြုံလေးပဲနေလိုက်ပါဒါဟာတီးခံလိုက်တာခန္ဒီပါရမီပြည့်လိုက်တာပဲလေပါရမီပြည့်မပြည့်တော့မသိဘူးလောလောဆယ်ကိုယ်စိတ်ကလေးတွေအေးချမ်းသွားမှာအမှန်ပဲလူတွေကတော့မသိမချင်းပြောနေကြအောင်ပါလေ ဝရဲ့တန်ဖိုးဆိုတာဘယ်လောက်ရုပ်ချောတယ်ဘယ်လောက်ဥစ္စာပေါ်တယ်ဘယ်လောက်အသက်ရှိတယ်ဘယ်လောက်ချမ်းသာတယ်ဘယ်လောက် အချမ်းရံပေါ်တယ်ဘယ်လောက်ဂုဏ်လူတွေရှိတယ်ဘယ်လောက်အာဏာရှိတယ်ဆိုတာတွေရဲ့အပေါ်မှာမူတည်တာမဟုတ်ပါဘူးဘယ်လောက်ကောင်းမွန်စွာနေထိုင်တယ်လဲဘယ်လောက်စိတ်ကောင်းစိတ်သက်ရှိတယ်လဲဘယ်လောက်လောကကိုကောင်းကျိုးပြုတယ်လဲဆိုတာတွေရဲ့အပေါ်မှာပဲမူတည်ပါတယ် ရလာတဲ့ခဏတာဘဝတန်ဖိုးရှိအောင်နေထိုင်သွားဖို့လိုတာပေါ့နော်အရေးဆိုတာအေးချမ်းမှုကိုပေးတယ်တဘာဝအသစ်ပင်ရိတ်တောင်သူ့အောက်ကိုဝင်ရောက်ခူလုံလိုက်တာနဲ့အေးချမ်းမှုကိုပေးတယ်အပွင့်အသီးတွေမဝေးအပွင့်အသီးတွေနဲ့အကျိုးမပြုနိုင်ခဲ့ရင်တော့သူ့ရဲ့အရေးနဲ့အေးမြစေတယ်ဆရာဆိုတာအသည့်တွေ အတက်ပညာတွေအစုံးမတွေနေစရာထိုင်စရာဝတ်စရာစားစရာအဖျားဖျားအပြည့်ဝပေးတယ်ပြီသူ့ရဲ့ကြီးမားတဲ့မေတ္တာရိပ်ကရုဏာရိပ်ကြီးနဲ့ဖြန့်မိုးပေးထားတာလीနောက်ဆုံးဘာမှမပေးနိုင်တဲ့အခြေအနေရောက်တဲ့အထိအောင်ဆရာရှိနေသေးတယ်ဆိုတဲ့အတီလေးနဲ့အေးချမ်းရတယ်လीအေးရတယ်လေနေပြီးချောင်းလေးဟန့်နေသေးချောင်းတန်လေးကြားနေရသေးရင်တော့ တပည့်တွေကိုအားရှိစေတာဆရာအရေးကတံပိုးဖြတ်လို့မရတဲ့မိလို့မရတဲ့အရေးကြီးပါပဲဒေါသဆိုတဲ့သဘောတရားက သူကိုယ်တိုင်လဲကြမ်းတမ်းနေသူနဲ့အတူရှင်တွဲတဲ့စိတ်ကိုလဲကြမ်းတမ်းစေတတ်တဲ့သဘောရှိတယ်နူးညံ့သိမ်မွေးတဲ့စိတ်ကလေးကသူနဲ့အတူရှင်တွဲလိုက်တာနဲ့ကြမ်းတမ်းသွားတော့တာပဲ သူနဲ့ရှင်တွေ့တဲ့စိတ်ဟာအမှားအမှန်ကိုမဆုံးဖြတ်နိုင်ဘူး။သူကိုယ်တိုင်လည်းဒေါသကြောင့်ပျက်စီးသွားတယ်လို့သူတစ်ပါးတွေရဲ့ပျက်စီးရာပျက်စီးကြောင်းတွေအချိန်မြင့်တွေးနေတတ်တယ်။သူနဲ့ရှင်တွေ့တဲ့စိတ်ကြောင့်ပဲ